အားလုံးပဲမင်္ဂလာပါဒီညမှာတော့ဥသင်မျှော်ပြေးခြင်းတာကယဟန်အမျိုးသားတွေကိုဥသင်မျှော်ပြေးခြင်းပါတယ်နော်ယဟန်အမျိုးသားကဥသင်တို့ယနေ့ခေတ်မှာ6မျိုးဖျားခေတ်က10မျိုးရှိပါအဲ့ဒါတွေကိုဥသင်မျှော်ပြေးခြင်းပါတယ်အရင်ဥတို့ယဟန်ဆိုတာပါလေပေါ့ယဟန်ဆိုတဲ့တကလုံးကဘိက္ခုဆိုတဲ့တကလုံးကိုသုံးတာဖြစ်ပါတယ်ဘိက္ခုဆိုတာပါလေသူတို့ရှင်အတိတ်ဘက်2မျိုးရှိတယ်ပေါ့နော် တောင်းတတယ်လို့ယဟန်ခေါ်ပါတယ်။သုံးခံပြီးတောင်းတာကိုယဟန်ပေါ့အဲ့ဒါကိုဘိကတိယာတတိတိလီနာဒီဘိခုလို့ခေါ်ပါတယ်။နောက်တစ်ခါကျတော့ကိလေသေပင်ဒီဘိခုပေါ့ကိလေသာအာတဝတွေကိုဖျက်သီးတယ်လို့ယဟန်လို့ခေါ်ပါတယ်။နံပါတ်3ကကျတော့တန်တာရီဘယံဧကတိတိဘိခုတန်တရာဝတ္တယံကိုကြောက်တဲ့ပုဂ္ဂိုလ်ကိုယဟန်လို့ခေါ်ပါတယ်။ ဥဒင်းတို့ဝီနီရသူလို့ရှိရင်ဥဒင်းတိမ်ဝင်ကံမဝါဖတ်တော့မှာရန်လို့ခေါ်တာပေါ့တုတ်တန်အလိုသူလို့ရှိရင်မြတ်တပြားရဲ့အလိုသူလို့ရှိရင်ဒီကိရိတာအတော်တွေကိုတက်ဖို့ရှင်းနေတဲ့ပုဂ္ဂိုလ်ကိုလူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ယဟန်လို့ခေါ်ပါလေနော်အဲ့ဒါကဖျားအလိုပေါ့လေအဲ့ဒီမှာယဟန်အမျိုးသားကိုမပြောမိမှာယဟန်ခံလို့ရတဲ့ပုဂ္ဂိုလ် မျှော်ပြီးခြင်းပါအဲ့ဒါကပုံကိုပဏျောက်ရှိတယ်လို့ဆိုလို့ရှိရင်၃၃ယောက်ပေါ့နံပါတ်၁အသက်20မပြည့်သူပေါ့နံပါတ်2ပါရာဒီကကြပြီးတော့သူပေါ့နံပါတ်3ပန်တုံပေါ့နံပါတ်4ထရတောင်ဝတကကိုကရမ်းမခံမဲနဲ့ဟိုတင်ငန်းဖက်ပြီးတော့ရမ်းတဲ့အစ်တွေနဲ့ရောနာပြီးနေတဲ့ပုံကိုပြတာဖြစ်ပါတယ်နံပါတ်5ကကြတော့ယဟန်ဖြစ်ပါလျက်တိတ်တိပေါင်တို့ပြောင်းသွားတော့ယဟန်ကိုပြောတာဖြစ်တယ်သူတို့ရမ်းခံရများတော့ နံပါတ်6တရိတ်ဆန်ပေါ့ဘုရားခိတ်ကနဂါလို့သူတို့ချင်းလူယောင်ဖန်ဆင်းလို့ရတဲ့နဂါတွေကလူဝဲလဲပြီးတော့ရမ်းခံကြပါအဲ့ဒါကိုမြတ်ပြတိတဲ့အခါမှာပယ်ပါတယ်နံပါတ်9ကကျတော့အမိကိုတတ်သူပေါ့နံပါတ်10ကကျတော့အဖကိုတတ်သူပေါ့နံပါတ်9ကကျတော့ယန္နာပုဂ္ဂိုလ်ကိုတတ်သူပေါ့နံပါတ်10ကကျတော့ဘုရားကိုတွေးသိမ့်တည်အောင်လုပ်တဲ့ပုဂ္ဂိုလ်ပေါ့နံပါတ်11ကကျတော့တန်ခါတင်းခွဲသူပေါ့နံပါတ်12ကကျတော့ယဟန်မိမကိုဖျက်ဆီးတော်သူပေါ့ နံပါတ်3တော့ဥပဒေပြီးလိန်နှလန်ရှိတာပေါ့နော်အထီးလိန်ကောအမလိန်ကောရှိတဲ့ပုံကိုကိုပြောလာဖြစ်ပါတယ်အဲ့ဒီပုံကိုဒီကရန်ခံလို့မရတဲ့ပုံကို73ရောက်ဖြစ်ပါတယ်ဒီနေ့ခင်မှာပေါ့ယဟန်အမျိုးသား6မျိုးရှိတယ်တဲ့လားအဲ့ဒါကိုစံပုတ်လေးကဘယ်လိုလဲဆိုလို့ရှိရင်ငယ်ဖြူငယ်နတ်တောထွက်တောင်ပြန်တမီလန်တိုးကြောင်ငယ်ဖြူယဟန်ဆိုတာကကျတော့ခလေးဘွားကနေဝတဲ့ယဟန်ကိုငယ်ဖြူယဟန်ပေါ့ ငယ်နဲ့ဆိုတာကကြတော့အိမ်အောင်ကြာပြီးသားပြီးတိုးတော့ကလေးမရသေးတဲ့ပုံကိုကိုငယ်နဲ့ရဟန်းလို့ခေါ်ပါတယ်နော်တောထကကြတော့အိမ်အောင်ကြာပြီးကလေးရပြီးမှရဟန်းဝတဲ့ပုံကိုကိုတောထွက်ပေါ့တောင်ပြန်ဆိုတာကကြတော့လူပြိုတိုးဘွားနဲ့ဝတဲ့ပုံကိုကိုတောင်ပြန်ရဟန်းလို့ခေါ်ပါတယ်တမီးလန်ကကြတော့သာသနာပေါင်းကိုဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်အဖန်တလဲလဲလောက်တဲ့ပုဂ္ဂိုလ်ကို တမီးလံယဟန်လို့ခေါ်ပါတယ်။နံပါတ်6ကတိုးကြောင်ပေါ့ယဟန်ပေါ့သူကကြတော့ဘာလို့လဲဆိုလို့ရှိရင်လူလောကမှာဘာမှတုံးစားလို့မရတဲ့ပုဂ္ဂိုလ်တွေကတာဒရာဘာမှလာနေတဲ့ပုဂ္ဂိုလ်ကိုတိုးကြောင်ယဟန်လို့ခေါ်ပါတယ်။ဒါဥဒ္ဓနဒီနေ့ခေတ်မှာခေါ်တဲ့တတ်မှတ်တဲ့ဥဒ္ဓနမြန်မာနိုင်ငံမှာတတ်မှတ်ထားတဲ့ယဟန်အမျိုးသား6မျိုးလို့ဖြစ်ပါတယ်။နောက်တော့ဖျားခေတ်ကယဟန်အမျိုးသားက10မျိုးရှိတယ်။အဲ့ဒါကဘာလဲဆိုနံပါတ်1အေဟိဘိခုဘတမတာ။ တမက်တပြအစီမှာရန်ခံဖို့ခွင့်တောင်းလို့ရှင်မက်တပြကအိဘိတ်ခုခြေတရန်လာလို့ပေါ့နော်သဘထဘိတ်ခုဝေးပေါ့အဲ့လိုပါလားအိဘိတ်ခုလာလို့အဲ့ဒါလို့ရန်မျိုးသားကပါရိဘမတန်သူရှင်28648ပါရှိတယ်တဲ့နော်နံပါတ်1ပင်သားဝေးကြီး9ပါပေါ့နောက်ကကြရတနဲ့အပေါင်းပါ55ယောက် နောက်တစ်ခုကျတော့ဘတ်တာဝက်ကညနာ30ယတိရှင်တထောင်အကတာဘက2ပန်းနဲ့ပတ်တာဘက်များ250အင်္ဂလိပ်မာလာ2ပါးပေါင်1344ပါးအဲ့ဒါကဝီနီပိတကမှာလာတဲ့မှတ်တမ်းပေါ့ပြီးတော့တန်ပိတကမှာကျတော့တီလာပုံသားနဲ့အဖော်300မဟာကပိနမင်းကြီးနဲ့အမတ်တထောင်ကပိလဝပိတာတထောင်ပါရယနိကပုံသားနဲ့အဖော်1600နဲ့ ပေါ9000 9000တုံးပါရှီကဟာနဲ့ပေါလို့ရှိရင်2800နဲ့600လေးသက်ခွန်တာအာပါဠိတော်မှာလာတဲ့အေဟိပိတ်ခုရဟန်းတွေကိုပြောတာဖြစ်ပါတယ်နော်ဒါကနံမနစ်ကတဝနာကမနုဘတံပဒါပေါ့တဝနာကုံ3ပါးဖြင့်ရန်ဖြစ်တဲ့ပုဂ္ဂိုလ်ပေါ့နော်အဲ့ဒါကဥဒ္ဓနုဖျားဆက်ဖြစ်ပြီးနောက်ပိုင်းမှာရာဓာပုံနာရဟန်းမခန့်ချင်းတိရန်တွေကိုတဝနာကမနုဘရန်လို့ခေါ်ပါတယ် အစာပိုင်းမှာမြတ်စွာဘုရားကတမန်တော်ကိုတုံးမဖြင့်ကိုရင်လည်းဝန်ခံပေးတယ်လို့ယဟန်လည်းခေါင်းကြည့်တယ်ပေါ့နော်နောက်ပိုင်းကျမှယဟန်တို့လို့ချင်းဟိုကမ္မဝါဒ၄ချိန်ကျော်မှယဟန်ဖြစ်သွားတာပေါ့နော်ညတိသရဇကမ္မဝါဒပေါ့အဲ့ဒါကနာမထပ်ပြောမေးပေါ့နံပါတ်၃ကကျတော့ဩဝါဒပရိက္ခဏုပတံပဒမြတ်စွာဘုရားပေးတဲ့ဩဝါဒအဆုံးအမကိုခံယူလိုက်တဲ့နေ့တစ်ပိုင်းနဲ့ဖြစ်တဲ့ယဟန်ကိုပြောလို့ဖြစ်ပါတယ်သူကတော့ဥစဉ်တာသနာမှာထင်ရှားတဲ့ သူတဲ့အရာမှာဣတရရတဲ့အရှင်မဟာကပ္ပအရှင်မဟာကတ္တပဖြစ်ပါတယ်နော်တတော်120နေတယ်ပြီးရင်ပထမတန်ခါယနာကိုဥတော်ဥရပြုခဲ့တဲ့အမေးဖြစ်အမေးဖြစ်တဲ့မထေမကြီးဖြစ်ပါတယ်နံပါတ်၄ကကျော့ပညာဖြာကရဏဝတ်တမတာပေါ့သူကမြတ်တပြားကမေကွန်မေးတယ်အဲ့ဒီမေကွန်ကိုဖြေတာနဲ့တပြန်နဲ့ရမ်းပြတဲ့ပုံကိုပြတ်တယ်ဖြစ်တယ်သူကတော့တောပါကမထေပေါ့နော် နံပါတ်5ကကြတော့ဂရုတမပရိက္ခဏုဝတ္တမတာပေါ့ဂရုဇာ7ပါးကိုခံယူပြီးမှဖြစ်တဲ့ယဟန်မဲတော့ဂေါရမီပေါ့နော်ဘေခုနီတာသနာကိုစတင်တဲ့မဲတော့ဂေါရမီပေါ့ရှေဟောအိန္ဒိယကလူတွေကအမျိုးသမီးတွေကိုနှိမ်ပါတယ်နော်အဲ့ဒီလူတွေကျဉ်းအောင်မြတ်တပြားကအဲ့ဒီဂရုဇာ7ပါးကိုတမတာဖြစ်တာပေါ့နော်ပြီးရင်ဒုတိယနုပတမတာတမန်ဖြစ်ရန်ဖြစ်တဲ့ယဟန်ပြတာအဲ့ဒါကအတ္တကာတိကပြတ္တသာမပေါ့ အဲ့ဒီပြည်သူသမားကရဟန်းခံမှုလာတဲ့အခါမှာလမ်းမှာ သူ့ကိုဖျက်ဆီးဖို့စောင့်နေတာအဲ့ဒါကိုတမန်ဖြင့်ဆေးလွတ်ပြီးတော့မှရှောက်တယ်ရှောက်တဲ့အခါမှာလည်းပြားလည်းသူ့ကိုတမန်ဖြင့်ရဟန်းခံခွင့်ပြုတာပေါ့အဲ့ဒါကိုဒူတေနူပတံပရာခေါ်ပါတယ်နမခုံကကျတော့အထဝါသီကူပတံပရာပေါ့သူကကျတော့ကမောတာရှိကျင်ရွက်တာရန်ဒီမှာလေးကျင်ရန်မဒီမှာလေးကျင်ပေါ့အဲ့ဒါကမေတော့ဂေါဒမီနာပိုင်းမှ ဖြစ်တဲ့ဘိက္ခုနီမှာရဟန်းမတွေကိုပြောတာဖြစ်ပါတယ် ။နံပါတ်၈ကကြတော့ညတိတရုတ်ထကံမူပါတံပရာအာဥဒ္ဓနရဟဏိပရာ။အဲ့ဒီယန်းထဲမှာအသာဆုံးဥဒ္ဓနခုနပြောခဲ့တဲ့ဗာဒပုံနာ။နော်သူကအဲ့ဒီညတိတရုတ်ထကံမူပါတံပရာမှာပထမဆုံးပုဂ္ဂိုလ်ပေါ့။သူမတန်ငင်လို့ရှိရင်တပဏကံမူပါတံပရာတပဏကုံ၃ပါးဖြင့်ခံယူတဲ့ယန်းနေဖြစ်ပါတယ်။ဒါဥဒ္ဓနပြောခဲ့တဲ့ဥဒ္ဓနသာသနာမှာယဟန်အမျိုးသားတွေကိုဥဒ္ဓင်မြှောက်ပြီးတာဖြစ်ပါတယ်။အလုံးကိုကျေးဇူးများကြီးတင်ပါတယ်။